ကဲမင်္ဂလာပါမျိုးတို့ရေဒီဘက်ပြီးတော့လည်းဒီဘက်ဆက်လိုက်ကြအောင်ပြเนาะကဲဒီဒီဘက်တော့ကျွန်တော်ပြီးခဲ့ဘက်ကတော့เนาะဒါလေးတွေကတော်တော်အောင်မြင်မှုတွေရခဲ့တယ်ပေါ့เนาะဒီကောင်ဆိုရင်လည်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြတ်အောင်ခဲ့တယ်ဒီကောင်က6နှစ်မှတစ်ကြိမ်83 383လာအ38မှာတစ်ကြိမ်38မှာတစ်ကြိမ်နောက်ပစုံဒီက1တက်မှာတစ်ကြိမ်ပေါ့เนาะ1တက်မှာတစ်ကြိမ်ဆိုပြီးတော့ဒီကောင်က3ကြိမ် အောင်ခဲ့တယ်၃ချိန်အောင်ခဲ့တယ်အနည်းဆုံး၂ချိန်အောင်ရမယ်ဆိုတဲ့ဟာ၃ချိန်အောင်ခဲ့တယ်ဒီကောင်လည်းအနည်းဆုံး၂ချိန်အောင်ရမယ်ဆိုတဲ့ဟာက၄ချိန်အောင်ခဲ့တယ်ပေါ့နော်အောင်ခဲ့တယ်ဆက်ပြီးတော့ကျွန်တော်တို့အောင်မြင်မှုလေးတွေရမရတော့ဒီပတ်လဲဆောင်ကြည့်ရမှာဖြစ်တဲ့ကဲအဲ့တော့ကျွန်တော်တို့20လေးကိုစလိုက်ကြအောင်20ကိုဘယ်အစားမလဲဆိုရင်3ည5 3 9ကနေစလိုက်မယ်ဗျ3ည5 3 9 3ည8 2 4 3ည8 2 4 ညတုံး6 9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်โอ้โหအဲ့ဒါကိုတက်မယ်ဆိုရင်ဒီ9ရယ်ဒီ6ရယ်ပေါ့9ရယ်6ရယ်ပေါ့နော်1 1ရဲ့နှက်ခက်က8 8ရဲ့ပါဝါ3 1 8 3 ီမှာကျွန်တော်တို့ကအဲ့လိုဒီ183ဆိုတဲ့ကီသုံးလုံးကြီးဒီပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဒီကောင်ဝန်ချင်းအနေနဲ့ကစားထားတာရှိပါတယ်အဲ့ဒါကပါလဲဆိုတော့ဒီဒီကောင်ပေါ့နော်အဲ့လိုဒီနှလုံးယူပြီးကစားမစင်ဝန်ချင်းမှာဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်ကတော့ပြက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့20တွေကတော့ပြက်ပြီးရင်ပြန်မှန်တဲ့အတွက်ဝမ်းကြီးအနေနဲ့ဆက်ကစားမယ်ဆိုရင်လည်းကစားပါနော်။ကဲအဲ့တော့ကျွန်တော်ဝမ်းကြီးလေးပါထည့်တယ်ပြောသွားမယ်နော်။အဲ့တော့တစ်ရှိအဲ့မှာဘာထွက်သွားလဲဆိုတော့အခါကျနှစ်ခွန်တဲ့နော်နှစ်ခွန်မှာကျွန်တော်တို့မအောင်ပါဘူး။ 83နဲ့83မှာတော့8ကော3ဝထိပြီးတော့အခွေအနေနဲ့အောင်တယ်လို့သူရဲ့ဝမ်းကျင်ရလည်းအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြောင်းတွက်ပါမယ်မမတော့ဒီကောင်ကတော့ဝမ်းကျင်ဆိုတာကတော့ကနန်းကိုပို့ပြီးချုပ်စေခြင်းလို့ကျွန်တော်တို့ထိုးကြခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့ကီးကပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်ဒါတော့အမျိုးလိုလည်းသိပါဟာလားကဲနောက်တစ်ပြောင်းတွက်မယ်ပို့ချုပ် ကိုကိုခြောက်ခွန်ကိုငါခွန်လေးလေးတုံညာ6ရှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မဲ့ဆိုရင်ဒီ6ရဲ့ဒီ6ရဲ့ပေါင်း၈၈ရဲ့နခက်ကတိတရပါဝါ6 8 6ဆိုတကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့ဝမ်းကျင်းအင်းနဲ့ကစားမယ်ဆိုရင်8 8ဒီဝမ်းကျင်းဖြစ်ပါတယ်တဲ့နော်ဝမ်းကျင်းဆိုတော့ တက်နိုင်ကြတော့ကျွန်တော်ကအကီးအနေနဲ့ကစားတာများပြဝမ်းကြီးနေရာဆိုတော့ကျွန်တော်အနေနဲ့ဘာလို့ဆိုတော့ဥပမာကနန်းနေထုတ်လိုက်တယ်ထုတ်လိုက်တဲ့အခါမှာဒီတီရှင်းနဲ့ပတ်သက်တာကိုကျွန်တော်တင်ကနန်းကစားတယ်ဒါပေမဲ့ဝမ်းကြီးနေတော့ကစားဟုတ်ကျွန်တော်ကနော်ကျွန်တော်ကစားနေကိုကျွန်တော်ပြောပြရအဲ့တော့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့နှစ်တည်းတဟောနှစ်တည်းမှာတစ်တလုံးထိပြီးတော့ကီးနေတယ်လည်းထိတယ်ဝမ်းကြီးအနေနဲ့လည်းထိပါတယ်၄၈တဲ့၄၈မှာလည်းဒီလိုပါပဲကီးအနေနဲ့လည်းထိသလိုဝမ်းကြီးအနေနဲ့လည်းအောင်ပါတယ် အဲ့တော့ညာရောမနေ့ကောအောင်ပါလေဗျကဲနောက်တစ်ပြင်တွက်ပါမယ်6399 6399 4 4 11 11 11ကိုလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့လိုထွက်ထားတဲ့အခါမှာကျွန်တော်တို့ထွက်တာတော့တွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ3ရဲ့ဒီ6ရဲ့ပေါင်း ဒီကိုရဲ့ပေါင်းတော့နှစ်ပါတဲ့နှစ်နှစ်ရဲ့နှစ်ခက်က၄၄ရဲ့ပါဝါကိုနှစ်၄ကိုဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဝမ်းကြီးနေနေကစားရင်နှစ်၄ဖြစ်ပါတယ်တဲ့နော်ကဲအဲ့တော့ဘာကြီးထွက်သွားလဲကြည့်ရအောင်ဒီကို၄ကိုတဲ့၄ကိုမှာ၄ရောကိုရောထိပြီးတော့အခွေအနေနဲ့ထွက်သလိုဝမ်းကြီးအနေနဲ့လည်း၄ထိပြီးအောင်ခဲ့ပါတယ်ခွန်လေးတဲ့ခွန်လေးမှလည်းဒီလိုပါပဲလေးတလုံးက1ကီးနေနဲ့လည်းထီသလို1ကြီးနေနဲ့လည်းအောင်ပြီးညာရောမနဲ့ကောအောင်ခဲ့ပဲပြန်ပါလေဗျ ဲနောက်တစ်ပြုံတက်ပါမယ်3 6 3 2 3 6 3 2 4 4 3 9 4 3 9 4 3 9ဒီရှိတိခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ဒီတိကဲပေါင်း၄၄ရဲ့နှစ်ခက်က2 2ရဲ့ဘဝခွန်၄2ခွန်ကြတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့က1ငင်းဒီ၄2ဖြစ်ပါတယ်တဲ့နော်ကဲအဲ့ဒီမှာကျွန်တော်တို့ဘာတွေထွက်သွားသလဲကြည့်ရအောင် လေးကိုတဲ့လေးကိုမှာလေးတလုံးငါကီးနေနေရောထိသလိုဝမ်းကြီးနေနေလဲအောင်ပါတယ်ခွန်ကိုခွန်ကိုခွန်ကိုမှာတော့ကျွန်တော်တို့ကီးနေနေပဲခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်အဲတော့ညောင်မနဲ့ကောအောင်ခဲ့ပါတယ်ဗျ9 8 6 9 8 6 9 63ညာရောမနဲ့ကောအောင်ခဲ့တယ်လို့ပြောတဲ့နေမှာเนาะတချို့ကတိကတက်ဝင်ပြီးပြောမှာဆိုရတယ်เนาะကျွန်တော်အဓိကအဓိကကကျွန်တော်ကီးကိုပဲပြတာเนาะဝမ်းကျင်ကချုပ်ပြီးတော့ထိုးတော့ထိုးလို့တော့လကော ်ဒါမှမဟုတ်ကျွန်တော်တို့ဟိုဟာတင်ခွက်ရှာလို့တော့လည်းရှာလို့ရအောင်လားလင်းဒီ၄၀ဟိုဟာဝမ်းကျင်ကိုထည့်ပြောခြင်းဖြစ်တယ်เนาะအဓိကကီယိုပဲပြရတော့ကီအနေနဲ့ညညမနဲ့အောင်တာကိုကျွန်တော်ပြောဆိုလိုခြင်းဖြစ်တယ်เนาะတော့ကြည့်ကြရောချရတယ်လို့ဘာလို့မလုံးနဲ့เนาะဟုတ်လားအဲ့တော့၃၈၆၃၃၈၆၃ပြီးတော့နောက်တစ်ခါတတီ33အမ်33ည sorry เนาะ33ည19295 19295ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၈ကဲ ဒီနှစ်ကပေါင်း3ည3ညရဲ့နှစ်ခတ်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာထုံးတဲ့အတိုင်းမှာပဲကျွန်တော်တို့3ည9ဒီဝန်ချင်းဖြစ်ပါတယ်တဲ့เนาะကဲတော့ကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည5တဲ့3ည5မှာ3ညလက်ကီးအနေနဲ့လက်3ည5ကီးအနေနဲ့လက်ထိဆိုဝန်ချင်းအနေနဲ့လက်အောင်ခဲ့ပါတယ်၄တဲ့၄တဲ့မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြောင်းတက်ပါမယ်နေကိုတိရှိတိရှိ3688 3688 3695 3695ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရဲ့ဒီနှစ်ကပေါင်း1 1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 8 3ဆိုတော့ဒီ3လုံးဒီဘေးမှာထွက်ရမယ်တဲ့ ဝိုင်းကြီးအနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့တရှိဖြစ်ပါတယ်တဲ့နော်အဲ့တော့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့ရှင်းငားတဲ့ရှင်းငားမှာရှစ်တလုံးထိပ်ပြီးတော့ကြီးအနေနဲ့လည်းထိပ်ပြီးတော့ဝိုင်းကြီးအနေနဲ့လည်းထိခဲ့ပါတယ်3ခွန်3ခွန်မှာတော့ကြီးအနေနဲ့ပဲထိပ်ပါတယ်ဝိုင်းကြီးအနေနဲ့ကကျွန်တော်တို့မထိပ်ပါဘူးဗျနော်အဲ့တော့ကြီးအနေနဲ့ရောကညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျအဲ့နောက်တစ်ပြင်ကိုတက်ပါမယ်3 3 3 ညာဆိုပြီးဒီလိုမျိုးကျွန်တော်တို့ခတ်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ညာနဲ့6နဲ့ပေါင်း6 6ရဲ့နှစ်ခါက9ကို9ရဲ့ပါပါ4 6 94ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဝမ်းကြီးအနေနဲ့ကစားမယ်ဆို69ဖြစ်ပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့ခါကျတော့83နဲ့မအောင်ပါဘူး

3981 3982 3982တို့ချို့ကတော့ဟိုအစ်စ်ဝင်ကြီးရဲ့လူတွေပြောအောင်မနော်ပြက်ပြီးရင်မြန်ဘောင်းပြရလဲပြောအောင်မနော်ကျွန်တော်ကျွန်တော်ရဲ့20တွေကိုလူဟောင်းနေအားလုံးတည်တယ်ကျွန်တော်ရဲ့20တွေကရေရှည်ပြက်ခဲတယ်တပင်တလေပြက်တာဒါတော့ရှိတယ်နော်များသွားပြီမှန်တာများတယ်နော်အဲ့တော့ကိုကိုကိုရဲ့နှစ်ခက်က6 6ရဲ့ပါဝါတ6 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့1ချင်းအနေနဲ့96ဆိုပြီးကျွန်တော်တို့က ေးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့မှာဝမ်းကြီးအနေနဲ့မထွက်ပဲနဲ့ဗာထွက်သွားလဲဆိုတဲ့အခါကျတော့3ည3အောင်ပါဘူး8တိတဲ့8တိမှာကျွန်တော်တို့ကြီးအနေနဲ့ပဲ TV အောင်ခဲ့တာကိုအမျိုးတို့တွေ့ရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့တင်းင်းလာနေတဲ့အတွက်ကိုကြီးလေးထုတ်လိုက်ရအောင်3ခွန်8 8 8 8 3ည8 3လေး3ည8 သုံးလေးနှစ်တိသုံးခွန်းနှစ်တိသုံးခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်အာ sorry ဒီခွန်ရဲ့ဒီသုံးရဲ့ပေါ့တုံညတုံညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါပါနှစ်တုံညခွန်နှစ်ဆိုတော့ကီးသုံးလုံးဒီပြင်မှာရပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကယုံကြည်တဲ့စိတ်ချတဲ့အမှန်ပြီးပြက်ပြီးရင်လည်းပြန်မှန်တတ်တာကိုယုံကြည်တဲ့ဆိုရင်တော့ကျွန်တော်တို့တုံညခွန်ကဝမ်းကြီးဖြစ်ပါတယ်မယုံကြည်ဆိုတော့ကီးအနေနဲ့ပဲခြင်စားပါကဲအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ ဩဇာကြီးထိတ်ကလေးနဲ့ညှိလိုက်ကြအောင်ကြီးထိတ်ကတော့ကျွန်တော်တို့တောက်ကြနေရာကြီးအနေနဲ့ပဲထိသွားပါဗျာနော်ထိတ်အနေနဲ့မထပ်ပါဘူးကြီးထိတ်ကြီးထိတ်တဲ့ကြီးထိတ်မှာကျွန်တော်တို့ဗာရရတယ်ဆိုရင်၄နှစ်ခွန်ဖြစ်ပါတယ်တဲ့၄နှစ်ခွန်ခုနကြီးရိုးရိုးက၃ညခွန်နေ့တဲ့အဲ့တော့ နှစ်ခုနှစ်နှစ်ခုတော့သွားတိုက်ဆိုင်နေပြီခုနှစ်ခုနှစ်နှစ်ခုကပဲအမာကန်နေနဲ့ဆွဲမလားပါလားဆိုတာတော့ကျွန်တော်လည်းအတန်မပြောနိုင်ပါဘူးအဲ့မှာ break break ကဘာရတယ်ဆိုရဲခါကျတော့8 9 3 3ညဆိုပြီးရပါတယ်ရှင်ကားဒီ main break ဖြစ်ပါတယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကအပေါ်အောက်ပဲကျွန်တော်ကက်ကစားတာဖြစ်တဲ့အတွက်ဒီ key နဲ့ဒီ3 3 player တော့မအောင်နိုင်ဘူးဆိုတာဒီမှာကျွန်တော်ပြင်ပြပါမယ်မအောင်ပါဘူးဒါမှကိုကကြိုက်ရင် ီးထိတ်နဲ့ brain နဲ့တွဲရင်လည်းတွဲပေါ့နော်ဒါမှမဟုတ်ကီးနဲ့ brain နဲ့တွဲရင်လည်းတွဲအဲ့လိုတွဲကြတာပါကျွန်တော်အနေနဲ့ကတော့ဒီတိုင်းပဲတွဲပါမယ်၄၃၅၄၇၄၂၄၃၄၄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 ၄ ိုင်မှာကျွန်တော်တို့ကဒီခုနပြောသလိုရှင်ငါဆိုတဲ့ brain ရှင်ငါ3 3ညဆိုတဲ့ brain နဲ့ kait နေတာတလုံးမှမရှိပါဘူးတလုံးမှမရှိရင်ငါတို့ကဘယ်လိုလုပ်တင်မလဲကွာလို့တော့ကျွန်တော်တို့မေးကြရရှိပါတယ်အဲ့မှာကျွန်တော်တို့ပြီးခဲ့ဘက်ကကျွန်တော်ပြောထားတာရှိပါတယ်ဟိုက3 4 3 4ဆိုတာ compare compare ဆိုတာ2 compare တဲ့2 compare က brain လို့ထွက်ပြီးသွားရင်2ခွန်၄ကိုဆိုတဲ့ brain ဟာတဲ့3ရက်အတွင်းမှာထွက်ရပါမယ်တဲ့ဟောအဲ့ဒီမှာကျွန်တော်တို့ကတောက်ကြနေရလည်းမထွက်သွားဘူး နော်တောက်ကြနေရာမထွက်သွားဘူးဆိုတော့ကျွန်တော်ဒီတနင်္လာနေ့အင်္ဂါမှာပဲထွက်เสียရရှိတယ်တနင်္လာမှာကျွန်တော်ပို့ပြီးသဘောကျပါတယ်နော်အဲ့မှနေထို့အတူပဲကျွန်တော်တို့သုံးခွန်ဆိုတာ7 break ပါတယ်7 break ထွက်ပြီးဆိုရင်လည်းနှစ်နှစ်4 6ဆိုတဲ့ break ကလည်းကျွန်တော်တို့6 6ဆိုတဲ့ break ကလည်း3ရက်အတွင်းမှာထွက်ရပါမယ်တဲ့အဲ့တော့ဒီ break နှစ်ခုမှာကျွန်တော်တို့ဟို break တူညီတာပြောမယ်ဆိုရင်နှစ်4 6ဆိုတဲ့ break အဲတူညီတယ်အဲ့တော့နှစ်4 6 break ကိုကျွန်တော်ဥသာပေးပြီးတော့ပဲကျွန်တော်တင်ွက်ရွေးမယ်တကယ်လို့ comp break တို့ ဟို6ပရိတ်လိုကြိုက်ရင်လည်းကိုပါကိုထည့်တော့ဗောနော်ကွန်ပရိတ်ဆိုဒီမှာ80လောက်ပါလို့ရှိရပေါ့နော်အဲ့တော့ကျွန်တော်ကတော့2 4 6ကိုဆိုပရိတ်ကိုပဲအမိယူမှာဖြစ်တဲ့အတွက်4ပရိတ်2ပရိတ်6ပရိတ်ဒီအပူကတော့ကြိုက်ရင်လည်းထည့်တော့4ပရိတ်နဲ့ဟာလားအဲ့တော့ကျွန်တော်တို့ဒါပဲရှိပါတယ်ဒီ82ကနှစ်ခွန်ရှိတာအတွက်ထည့်မရေးတော့ဘူးနော်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးပြောဆိုရင်4 3ရဲ့2 3ရဲ့နှစ်ခွန်ခွန်နှစ်ကေပေါ့နော်ဒီ၃ွက်ပဲဖြစ်ပါတယ်အဲ့အဲ့မှာကျွန်တော်တို့တန်းလေးပေါ့နော် ပြီးခဲ့တဲ့ဘက်ကတန်းကတော့အနည်းဆုံး2ချိန်မှန်းပဲဆိုတော့တန်းက3ချိန်ဒီမှန်ခဲ့တဲ့တန်းအဲ့တန်းကတော့အပေါ်ကပါလဲဆိုရင်3ည9 2 4တဲ့နော်အပေါ်တန်းအောက်တန်းက4 6 6တဲ့အဲ့မှာကျွန်တော်တို့ပြန်ကြည့်ရင်၄3ည3ည4ဆိုတာဒီကောင်ကအကောင်ဆုံးဖြစ်သွားပါလေဗျာနော်ဒါကသူ့အပိုင်းပေါ့နော်ကျွန်တော်တို့ဆက်ွက် ဒီတစ်ပတ်ဆက်ွက်ကျွန်တော်ထုတ်ထားတဲ့ဆက်ွက်ကိုကျွန်တော်ပေးပါမယ်ပြီးခဲ့ဘက်ကတော့၄ချိန်ထိမှန်ပါတယ်ဒီတစ်ပတ်ကတော့သူကအနည်းဆုံး၃ချိန်၄ချိန်ရတော့အသာလေးဝင်ရမယ်ဆိုတဲ့ဟာမှာကြက်ချင်ယူပေါ့နော်ဒီနေရာမှာကျွန်တော်ညှိနှိုင်းပြီးတော့ကစားဖို့ပဲပြောတာနော်ဆက်ွက်ကြီးလုံးလုံးကိုကျွန်တော်ထိုးပါလို့ဆိုလိုတာမဟုတ်ဘူးတော်ကြကြဆက်ွက်ကြီးကများလိုက်တာလာမပြောနဲ့ဆိုတာပြေအောင်မယ်နော်အော်ဒီတစ်ပတ်ကမွေးပရိတ်မွေးပရိတ်ကနှစ်ခွန်ပရိတ်ဖြစ်ပါတယ်တဲ့နှစ်ခွန်မွေးပါတဲ့နော်ဒီပရိတ်ကိုမွေးပါနော်နက်ကွန်ပရိတ်မွေးပရိတ်ပါတဲ့ကဲအဲ့တော့ကျွန်တော်တို့ဆက်ွက်ကလေးကျွန်တော်ရေးပြမယ်ကြိုက်ချင်ယူကြိုက်သူယူဖို့အတွက်ပေးတာ tông tông nhá ngá xí tí xí tông xí ngã tông tí tông nhá tông tí ngã tí ngã tông nhá được quẹt, nạc quẹt, tông quẹt, lý quẹt, ngã quẹt, cháu quẹt, khôn quẹt, xí quẹt, cú quẹt, xe quẹt, nó, ai xe quẹt ိုက်ဆက်ခွက်ကပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တို့၄ချိန်အထိမှန်ခဲ့ပါတယ်ဒီတစ်ပတ်တော့ဘယ်လောက်မှန်မယ်ဆိုတာတော့ကျွန်တော်လည်းအတက်မပြောနိုင်ပါဘူးเนาะကျွန်တော်ကတော့ကောင်းနေထင်လို့ထုတ်ပေးခြင်းပဲဖြစ်တဲ့မျိုးတို့လည်းဒီเนาะတိုင်းမှာကျွန်တော်ပြောတာအကုန်လုံးထိုးဖို့မဆိုးလို့ဘူးတဘောကျွန်တော်တို့ထိုးခြင်းတဲ့ကဏ္ဍနဲ့မှာဒီကဏ္ဍလေးနဲ့တိုက်ဆိုင်ရင်ကျွန်တော်တင်ကွက်အနေနဲ့သုံးလို့ရတယ်ပေါ့เนาะအဲဒီအပေါ်တန်းအောက်တန်းတော့လည်းဒီလိုပဲတချို့ကြတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုပဲဒီဇိုင်းမမလိုက်ထိုးနေရတဲ့လူတွေရှိပါတယ်အပေါ်တန်းအောက်တန်းအောင်မဲ့ဒီဇိုင်းမမလိုက်ထိုးနေတဲ့လူတွေရှိတယ် เนาะပြီးခဲ့ဘက်ကတော့ဒီကောင်ကကျွန်တော်စမ်းပေးလိုက်တဲ့ဆိုတယောက်ကတော့အဲ့ဆရာဟာကိုစမ်းပြီးထိုးလိုက်တာတဲ့ဒီတစ်ပတ်လေးကျင်းတော့အောင်တဲ့အတွက်ကျွန်တော်ပျော်သွားပြီတဲ့ဒါပေမဲ့နောက်ပတ်လည်းလေးကျင်းအောင်မှမင်းတို့ကျွန်တော်အာမခံလို့မရပါဘူးเนาะနင်းဆုံးဒီကြိမ်နေချင်းရတော့ဝင်ပါလေကဲအဲ့တော့ဒီဒီတစ်ပတ်တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးနေအဖွင့်နေမှာလှလှပပရကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေအဆုံးတတ်လိုက်ပါတယ်ဗျာ